ဩစတြေးလျနိုင်ငံမှာတချို့သောချမ်းသာတဲ့သူတွေကအသုံးမလိုတော့လို့ဆွန့်ပစ်ထားတဲ့ပစ္စည်းတွေကိုအားတဲ့ချိန်လေးမှာတာမီးနှစ်ယောက်တားရောက်ကောက်ယူရတဲ့အမှတ်တရလေးကိုပြောပြလာတဲ့ဒေါက်တာမြဝေကြီးမင်္ဂလာပါပရိသတ်ကြီးဒေါက်တာမြားဝိရှိကတော့နိုင်ငံရေးမှာပါဝင်ခဲ့တာကြောင့်အခုလက်ရှိမှာမြန်မာနိုင်ငံကိုပြန်လာခွင့်မရပဲဩစတြေးလျနိုင်ငံမှာသာတွားရောက်နေထိုင်နေတာဖြစ်ပါတယ် ထထမြက်မြက်ရှိပြီးအရာရာကိုဥဆောင်နိုင်တဲ့ဒေါက်တာများဝေရှိဟာအနေအေးပြီးမထုံတတိလောက်တက်တဲ့ခင်မွန်ဖြစ်သူနဲ့အဆင်မပြေတာကြောင့်အခုလက်ရှိမှာတော့ခင်မွန်ဖြစ်သူနဲ့အတူမနေပဲသမီးလေးမီယာကိုတယောက်တည်းကျွေးမွေးပြုစုစောင့်ရှောက်နေတာလည်းဖြစ်ပါတယ်ဒါတာများဝေရှိဟာသူမရဲ့နေစဉ်ဘဝတွေကိုလူမှုကွန်ရက်ပေါ်မှာပြည်သက်တွေအတွက်အမြဲတမ်းခြားပြားလေးရှိသူလည်းဖြစ်ပါတယ်။ အခုတစ်ခါမှဆိုရင်လေဒေါက်တာမြဝိရှိကစားစားရရတိုးတက်ကောင်းမွန်နေတဲ့ဩစတြေးလျနိုင်ငံမှာတော့ချမ်းသာကြွယ်ဝကြတဲ့သူတွေကသူတို့အသုံးမလိုတဲ့ပစ္စည်းတွေကိုလိုတဲ့သူတွေယူနိုင်ဖို့အတွက်လမ်းဘေးတွေမှာဆွန့်ပစ်ထားတာဖြစ်ပြီးအဆိုပါပစ္စည်းတွေကိုတာမီနှစ်ယောက်တွားရောက်ကောက်ယူခဲ့တဲ့အမှတ်တရလေးကိုပြောပြလာတာဖြစ်ပါတယ်ဒေါက်တာမြဝိရှိကတာမီနှစ်ယောက်ညနေကလမ်းလျှောက်ပြီးပစ္စည်းတွေလိုက်ကြည့်ပြီးလိုက်ကောက်ကြတယ်မီယာကလည်းသူကြိုက်တာလေးတွေ့ရင်ယူပြီးတော့ချင်းအောင်အပြာလေးနဲ့တဲရှာတယ် အမေကတခြားဟာတွေတည်နေရလို့လေခြေချင်းတည်ပြီးတော့ကားနဲ့ပတ်ကြည့်သေးတယ်ပြီးတော့အများကြီးလဲထပ်တင်လာတယ်မိယာလေးလဲပြောအမေလဲပြောရေတော့ရေနေရတယ်မကောက်တော့ဘူးလို့နေတာကလေးရုပ်တွေလိုက်ကောက်ရင်အတုံးလိုတာလေးတွေတွေ့တော့ယူပြစ်သွားတာပေါ့အိမ်မှာတော့အမိုက်လိုပုံနေတာပဲခုံတွေကတော့တနိုင်ဆိုပြီးတော့တဲလာတာအိမ်ရဲ့ပြင်မှာထိုင်ဖို့ထမင်းစားကုန်ဆက်လိုက်တွေအလက်ကြီးတွေရှိသေးတယ်ကလေးပုံမြင်စာအုပ်တွေကလည်းအကောင်းကြီးတွေပဲ ခလေးနှစ်ကောင်ရေစိမ်ဖို့တဲဆောဖို့ပလတ်စတစ်ခွက်ကြီးပဲ၃ခုလောက်ရလာတယ်။စတိုလာလည်းပါသေးတယ်။တတိအိမ်ရှိကဘေဘီထရိုင်လက်စီကလည်းအစ်စ်နီးပါးလေးမို့လို့အိမ်ကပူတိုင်းနဲ့ကွက်တီပဲအမျိုးစုံကောက်လာပြီးတာမီနီယဝန်တာအာရတကယ်ကိုပျော်စရာကြီးဟုဆိုကဒေါက်တာမြားဝိရှိကတိုတက်နေတဲ့နိုင်ငံတွေမှာချမ်းသာတဲ့သူတွေကမလို့ချင်းလို့ပြစ်ထားတဲ့ပစ္စည်းတွေကိုအလကားသွားယူလို့ရတဲ့အတွေ့အကြုံလေးကိုပြောပြလာတာပဲဖြစ်ပါတယ်။ဘာလို့ကောက်ခက်လဲတမီးပြောပါအောင်။ရန်တစ်ဖက်ပါလဲ။ ။ရက်လက်ထက်ပါလေးလဲ။ကော်ဖီ။အင်းခရားလီလက်ထက်ကဘုဘကပါလဲချင်းနှောင်းလီ။မကြက်ထိုင်နေနော်။မကြက်ဖိကနစ်ချက်တာထိုင်နေထိုင်လိုက်ထိုင်လိုက်ပေါ့။ဖိကနစ်။အင်းထိုင်လိုက်ပေါ့။အင်းဟုတ်ပြီ။ဒီမှာဒါလေးကလည်းအအကောင်လေးအစ်စ်ကလေးအဲ့ဒါလေးကလည်းဒါတော့ကောက်ထားတာ။ဒီကအဝတ်လမ်းနဲ့ဟာလေးဒါလေးကလည်းအကောင်လေးတန်ကြီးလေးလည်းမတက်ဘူးဒီမှာဒါတခုခုဆိုတခုရောက်ဖို့တက်သားထုတ်တဲ့မြိုက်နေလို့ဒီဟာနဲ့ပဲရိုက်တော့မယ်အဲ့ဒါလည်းယူလာတယ် ဒါကမှခလေးပစ္စည်းလေးတွေအကုန်လုံးတည်လာတယ်နော်ဒါကဗာမစ်ဖရိုတာဆိုလားမသိဘူးအမေအဝမ်းနဲ့အမေနဲ့အင်းမြေဥခဏလေးဟိုမှာပကယ်နေပမာ